င်္ဂလာပါဒီဗီဒီယိုမှာတော့ image to video generator လေးတစ်ခုအကြောင်းကိုပြောပြပေးသွားပါမယ်ဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးပုံလေးတွေကိုဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးဗီဒီယိုလေးတွေအဖြစ်အလွယ်ကူဆုံးဘယ်လိုပြောင်းမလဲဆိုတာကိုဆက်ကြည့်ကြရအောင် Pickbox ဆိုတဲ့ application ကို Play Store ကနေ install လုပ်ရပါမယ်။ Okay ပထမဆုံး Pickbox ကိုဝင်ပါမယ်။ Premium Subscribe လုပ်မလားတဲ့။ No တက်ရှိကကိုနှိပ်ပါမယ်။ကျွန်တော်တို့အနေနဲ့ Daily Credit 60ကိုတနေ့တစ်ခါရမှာပဲဖြစ်ပါတယ်။ HTML မှာအပေါင်းကိုနှိပ်ပြီးရင် upload your image ကိုနှိပ်ကျွန်တော်တို့ video အဖြစ်ပြောင်းချင်တဲ့ပုံကိုရွှေ့လိုက်မယ်။ Image something about the image မှာကျွန်တော်တို့လိုချင်တဲ့ prompt တစ်ခုခုကိုရေးလိုက်မယ်။ Yes working ပြီးရင် create ကိုလည်းကျွန်တော်တို့အနေနဲ့ video တစ်ပုဒ်ပြောင်းလို့ရှိရင် creative 30ကိုကုန်သွားမှာပဲဖြစ်ပါတယ်။ဒီနေ့ကို60 creative ရတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့နှစ်ခါပြောင်းလို့ရပါတယ်။ထုံးစံအတိုင်းပဲနှစ်ခါမက free ပြောင်းခြင်းနဲ့ပေါ်လာတဲ့အတွက်ကတော့ Facebook account လေးအများကြီးရှိထားလို့ရှိရင် okay ပါတယ်။အခုဆိုရင်လမ်းလျှောက်နေတဲ့အနေအထားလေးကလုံးဝလုံးဝမိုက်နေပါတဲ့။ Facebook ကတော့ video ပြောင်းတဲ့အခါအချိန်အကြာကြီးစောင့်စီရမှာလို့ပဲတစ်ခါတည်းတန်းရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ out down က share logo လေးဆိုတာနှိပ်လိုက်လို့ရှိရင် download ဆိုတာပေါ်လာပါမယ်။ download ကိုနှိပ် with water mask လို့ပါပဲရွှေရ ပါမယ်။ Okay ဒါဆိုလို့ရှင် download လုပ်ပြီးလမ်းလျှောက်နေတဲ့ video လေးရှားသွားပါပြီ။နောက်ဆက်တစ်ပုံဖြတ်ပြောင်းကြည့်ပါမယ်။ခုတိုက်ကဲဆိုပြီးတော့ create ကိုနှိပ်လိုက်ပါမယ်။ split bang နဲ့ video ပြောင်းတာကတော့အရန်ရန်ကိုလွယ်ပါတယ်။ရန်ရန်လဲညံတာပေါ့။ generate လုပ်နေတာကိုခဏဆောင်မယ်။စောစောက generate လုပ်ပြီးတဲ့ video လေးတစ်ခုကိုကြည့်ကြည့်ရအောင်ပါ။ ထွက်လာတဲ့ဗီဒီယိုလေးတွေကတော့အရန်အရန် okay မှာပဲဖြစ်ပါတယ်။တခုတော့ရှိတယ် resolution ကတော့အကောင်းဆုံးဖြစ်မနေတာမျိုး။ကဲအပေါ်မှာဆိုရင်ခုနထင်ထွေးလုပ်ထားတဲ့ဗီဒီယိုလေးရလာပါပြီ။ view ဆိုတာကိုကြည့်လိုက်မယ်။ကဲအခုဆိုရင်ပုံလေးကနေအချမ်းမိုက်တဲ့ဗီဒီယိုလေးအဖြစ်ပြောင်းသွားတာကိုကျွန်တော်တို့အနေနဲ့တွေ့ရပါလိမ့်မယ်။ဗီဒီယိုရှေ့ကတော့ကျွန်တော်တို့အနေနဲ့5 second ပဲရပါလိမ့်မယ်။ โอเคပြီးရင် download လုပ်လိုက်ပါမယ်ကျွန်တော်တို့အနေနဲ့ template တွေအများကြီးကိုတွေ့ရအောင်မှာဖြစ်ပြီးကိုသုံးမဲ့ပုံစံတစ်ခုကိုရွေးပုံထည့်ပြီး video အဖြစ်အလွယ်ကူဆုံးပြောင်းလို့ရအောင်မှာပါโอเคဒီကောင်လောက်ပြောင်းရှိအောင်ပါမယ်โอเคအကာလေးတစ်ခုစမ်းကြည့်ကြည့်တာပေါ့ jingle jingle ဆိုတာလေးကိုရွေးမယ် use template ကိုနှိပ်ပုံကိုထည့်ပြီးရင် create ကိုနှိပ် generate လောက်တာကိုခဏဆောင်ဒါပါပဲပြီးရင် video ထပ်လာပါပြီ video jingle jingle it falls to like to see you wiggle wiggle for sure and make him on a triple dribble you know riding in my fear you really အရမ်းမိုက်ပါတဲ့ဘောလာလို့မြင်တဲ့အတိုင်းကနေတဲ့အနေအထားလေးကိုတွေ့ရပါလိမ့်မယ် Dribble Lip ဆိုတဲ့ template နောက်တစ်ခုကိုသုံးကြည့်ပါဦးမယ် use template ပုံတပုံထပ်ပါမယ် Korea your video is generally not sound okay ရပါပြီဒါကတော့ကျွန်တော်တို့ကြောင်းမဲ့ပုံကို Dribble Lip အတိုင်း video အဖြစ်တခါတည်းကြောင်းဝေးသွားတာပဲဖြစ်ပါတယ် အဆင်ပြေပါတယ်နောက်ထပ်ဗီဒီယိုမှာအခုလိုပုံလေးကိုအခုလိုအခုလိုအခုလိုပုံစံအမျိုးမျိုးဘယ်လိုပြောင်းမလဲဆိုတာကိုပြပြပေးသွားမှာမို့ channel လေးကို subscribe လုပ်သားပေးပါဗီဒီယိုလေးကပေါ်လာတော့အတွက်အသုံးဝင်မယ်ဆိုရင် like ကလေးပေးသွားပေးပါအောင်အားလုံးပဲအားလုံးအားလုံးโอเคကြပါသေးဗျာ